့မိမ5ယောက်ထက်မနေယူထားတဲ့ငပြူကောင်းဆောင်ဘုံဘုံဝါတော်အကြောင်းပါမှာဖြစ်ပါတယ်လက်ရှိကျမ်းဖက်စစ် ခွေးတက်နေငပြူတွေနှချမ်းကွဲပြီးတော့အချင်းချင်းမသိမြတ်ဘူးစေဝံကွဲနေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ရရှိထားတာဖြစ်တယ် ဘယ်ကနေစပြီးတော့ဖြစ်ပေါ်လာလဲလို့ပြောရမယ်ဆိုရင်ဒီငပြူကောင်းသောဝါတော်ကိုအကြံဖက်စစ်ခွေးတက်ကအရာရှိတကောင်ကတွေ့တဲ့နေရာမှာပားလိုက်မယ်လို့ပြောလိုက်တဲ့ကိစ္စနဲ့စပြီးတော့ပြဿနာတက်တာပါလေရှိအချိန်မှာဝါတော်ဟာအကျေကျုပ်ပုံစံမျိုးထိသိမ်းထားခံရတဲ့အခြေအနေလေရှိနေတယ်။ဒီကြောင့်မျိုးကိုကျွန်တော်ဖော်ပြပေးမယ်။ဒါကြောင့်ကျွန်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တအူးချင်းစီတိုင်းကိုဒလီစာဖိတ်ခေါ်လိုက်ပါတယ်။ပရမဟုဆိုတာဒီနေ့ ါ BBLA ရဲ့မောင်ဆောင်ခတင်တဲ့ post တစ်ခုကိုကျွန်တော်အမှတ်တမဲ့တွေ့လိုက်ပါတယ်ဆိုတော့ကျွန်တော်တို့လည်းရဲဘော်ရဲဘက်တွေဆိုတော့နားလည်ပါတယ်လက်ရှိအချိန်မှာဒီသတင်းကြောအခါတမရမှာကျွန်တော်တို့မိဘပြည်သူလူတွေနဲ့ရဲဘော်တွေကိုမဘူပေးဖို့အတူပြောဆိုထားတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဟုတ်ပါတယ်ကျောင်းရဲဘော်လူငယ်တွေအရန်ကိုပင်ပန်းကြီးစွာရုန်းကန်ခဲ့ရတာပါမတူညီတဲ့ဒါဂျားရဲမှာအခက်အခဲမျိုးစုံ အာထပ်ပြီးတော့တင်သားမိသားအောင်ပြောမယ်ဆိုရင်ကျွန်တော်တို့တာဝန်ထမ်းဆောင်နေတာခဏစ်ဆိုရင်၄နှစ်ကာလဝန်းကျင်ပဲရှိပါသေးတယ်ဆိုတော့အရှိတနှစ်လုံးဝန်းကျင်ကကျွန်တော်တို့လေ့ကျင့်ရေးနဲ့ပြင်ဆင်ရေးတွေစုဖွဲ့ရေးတွေမှာအချိန်ကုန်တာပါဆိုတော့ဒီကျွန်တော်တို့ရဲ့တတန်းနည်းမှုလေးအတွင်းထဲမှာကျွန်တော်တို့မထင်မှတ်လောက်တဲ့ခံစားချက်တွေမထင်မှတ်လောက်တဲ့အဲကျွန်တော်တို့ဒါအပင်မဆင်းရဲမှုမျိုးစုံကိုအခက်အခဲပေါင်းမြောက်များစွာကိုကျွန်တော်တို့ ရင်ဆိုင်ကြော်ဖြတ်ခဲ့ကြရတာပါဆိုတော့ကျွန်တော်တို့ရဲဘော်ရဲဘက်တွေအရန်ကိုပင်မန်းပါတယ်အခုလို့ကျွန်တော်တို့ဒါတိုက်ပွဲတွေပေါ့နော်မပြင်းထန်နေတဲ့အခြေအနေပြီးတော့နိုင်ငံရေးစစ်ကြီးကစားနေတဲ့ကာလတွေမှာကျွန်တော်တို့ပို့ပြီးတော့စိတ်ကောလူရောပင်မန်းရပါတယ်အခုပြေးကျွန်တော်တို့ဒါကင်ပီနယ်တွင်းထဲမှာရှိတဲ့လက်ရှိစစ်ရေးနိုင်ငံရေးအခြေအနေဆိုရင်ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးတွေ့ရှိပြီးဖြစ်မှာပါ ဒါကင်ပီနဲ့တွင်းထဲမှာရှိတယ်ကျွန်တော်တို့ရဲဘော်ညီကိုတူးချင်းစီတိုင်းကိုကျွန်တော်ရဲ့မိသားစုဝင်တွေပြင်ထားပါနဲ့။နီးကပ်စောင့်ကြည့်ပေးပါ။ကင်ပီနဲ့လက်ရှိစီးရင်နိုင်ငံအခြေအနေကအရင်တော့ဟိုးအစပိုင်းအခြေအနေကိုပြောင်းရောက်သွားတယ်လို့တော့မှကျွန်တော်တူးရဲ့အမြင်ရပါတော့ထင်မြင်မိပါတယ်။ဒါပြီးခဲ့တဲ့ရပိုင်းတွင်းမှာလေဂစ်ကော်မှာပြန်ပြီးတော့သူတို့ဒီခုခံပစ်ခတ်နေရတဲ့အခြေအနေအခြေအနေမှာရှိတဲ့စစ်စကန်စကန်အကုန်လုံးလဲကျွန်တော်တို့လက်လွတ်ပြီးတော့နောက်ဆုတ်လိုက်ရတဲ့အခြေအနေတွေဒါလည်းကျွန်တော်ရဲ့တော်လန်သောမိသားစုဝင်အားလုံး ဇာတိပြီးဖြစ်မှာပါဆိုတော့လီဂီကော်ဟာခုခံပြည်ရတဲ့နေရာမျိုးတော့မဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့လီဂီကော်ဟာကျွန်တော်တို့စီးပွားရေးစုံလည်းမဟုတ်ဘူး။အချက်ချာကြတဲ့နေရာလည်းမဟုတ်ဘူး။မာပြူဟာကြတဲ့နေရာလည်းမဟုတ်ဘူး။ဘာဖြစ်မှာအာကျွန်တော်တို့ဒီတော်လန်တော်လူငယ်တွေအနေနဲ့ကတော့ဘာတစ်ခုမှမပေးချင်တာတော့အမှန်ပဲပေါ့နော်။တော့ညလူမျိုးပြတကယ်ကိုဒါစီးပွားရေးအတွက်အချက်ချာကြတဲ့နေရာမျိုးအာပြီးတော့အရှက်လမ်းမလိုမျိုးပေါ့နော်။ အကုန်တော့ရေးအတွက်ရေးကြည့်တဲ့နေရာမျိုးတွေအတွက်တိုက်ခိုက်သိမ့်ပတ်ရလာမျိုးဆိုရင်တော့တမျိုးပေါ့ဗျာအခုကကအရှိတမှာကြီးမားတဲ့နေရာတွေကိုလည်းလွတ်ဆုံးရှုံးပေးရပြီးတော့လီးကိုမှပြန်ပြီးတော့ခုခံပစ်ခတ်နေရတဲ့ဒါသတင်းတွေကိုကြားတဲ့အတွက်လည်းကျွန်တော်လည်းအပါဝင်ပေါ့နော်အချို့သောရဲဘော်တွေအတွက်တကယ်ကိုအဲစိတ်ထိခိုက်ရတာလေးလည်းရှိပါတယ်စတော်ရောဒါအနည်းငယ်တကြမြောင်များစွာကိုနှစ်ဖူးတွေဒူးပစ်ရင်ဆိုင်ကြော်ဖြတ်ရင်းနဲ့ ကျွန်တော်တို့မတူညီမကွဲကွဲပြားမှုတွေကြားထဲမှာကျွန်တော်တို့ရှင်စ조사ရှင်သန်နေရတဲ့ဒါရဲဘော်လူငယ်တွေဖြစ်ကြပါတယ်ဒါကြောင့်ကျွန်တော်ရဲ့မိသားစုဝင်တွေအဲရဲဘော်လူငယ်တွေအတွက်ဒါဒရင်ကျော့မဟုတ်ဘူးပေးဖို့လည်းကျွန်တော်ဒီကနေပြီးတော့အာထပ်ထပ်မှန်ပေါ့နော်ဒါတိုက်တွန်းနှိုးစော်လူတွေပြီးတော့ကျွန်တော်တို့ရဲဘော်လူငယ်တွေကိုအမြင်မပြတ်စောင့်ကြည့်ပေးပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့စံနှုန်းကတော့ မိမိတို့ရှိနေတဲ့ဒါတိုင်းလာတပုတ်ဝင်တွေနဲ့ပြောင်းပြီးတော့အကြမ်းဖက်စစ်ခွေးရှိတဲ့တစကန်တော်လကောင်းအရင်ဌာနချုပ်တော်လကောင်းလက်နကြီးကုန်းတော်လကောင်းဘီဝကုန်းတော်လကောင်းနောက်ဆုံးကာကင်းလာစာ yes ကန်စာကျွန်တော်တို့အကုန်လုံးကိုတိုက်ခိုက်ချေမုန်းပြီးတော့ရန်သူရဲ့အဓိကပင်မနေရာဖြစ်တဲ့ ်နေပြီးတော့ ठी ကိုတိုက်ခိုက်ခြင်နဲ့ဆန္ဒကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ရဲဘော်တူးချင်းစီတွေရဲ့ရင်ထဲမှာကိန်းကောင်းထားတဲ့အရာဖြစ်တယ်နေပြီးတော့မျော်လီတိုင်းဝေးရအောင်ဖြမြင်းလို့လည်းပြောလို့ရတယ်။နိုင်ငံရေးစီရေးကစားနေတဲ့သူတွေကြောင့်ကျွန်တော်ရဲဘော်လူငယ်တွေမလိုလားအပင်နဲ့ ဒီဆုံးမှုတွေဘလူလာအဖက်နဲ့ထိခိုက်တံရရှိမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲဘော်လူငယ်တွေကိုအလေးထားဂယုပြုစောင့်ကြည့်စီလိုပါတယ်ကျွန်တော်တို့1988ကပုံစံမျိုးလောကဖြစ်ခင်မှာမဟုတ်ပါဘူးဒါကိုလည်းပဲလက်ရှိကျွန်တော် NUG မြန်မာညီညီအစိုးရနဲ့ကောက်ွယ်ရေးကခေါင်းဆောင်ပိုင်းတီးတီးကလည်းပဲဒါတွေကိုမြင်မယ်လို့ ယုံကြည်တယ်ကျွန်တော်ဒီမှာပြည်သူအားလုံးကကျွန်တော်လက်ရှိတော်လှန်ရေးကာလတောက်လျှောက်လုံးကိုကျွန်တော်ရုပ်ရှင်ကားကြီးတစ်ချက်ကိုကြည့်နေရတယ်လို့ဒရမာချိုးကိုွေတွေဒါအက်ရှင်ဂမ်းမောင်းမြောက်များစွာကိုတဲထိတ်ရင်ပိုကြည့်နေရခြင်းဖြစ်ပါတယ်အရာအားလုံးကကျွန်တော်တို့ပြည်သူလက်ထဲမှာရှိတာပါကျွန်တော်ပြည်သူကိုလွန်ဆန်ပြီးတော့ဘယ်စစ်ဖို့ဘယ်တက်မှုဘယ်အနာဝိုင်းဖွဲ့စည်းမှာဘာမှလုံးလို့ရမှာမဟုတ်ပါဘူးဟုတ်ပြီ ဒီနေ့အတိအကျကျွန်တော်တင်ပြခြင်းတဲ့အကြောင်းအရမိမ9ရောက်ယူထားတဲ့9ရောက်ထက်မနည်းလို့ပြောရင်တော့ပို့ပြီးတော့မှန်မဲ့ဘုံဘုံဝါတော့အကြောင်းဖြစ်ပါတယ်။ဆိုတော့လက်ရှိအချိန်မှာစကိုင်းတိုင်းကံဘူးဇီကုန်းနဲ့ကျောင်းလာတကြောမှာနာမည်ဇိုးနဲ့ကြော်ကြားနေတဲ့ငပြူခေါင်းဆောင်တူလေးဖြစ်တဲ့တင်ငန်းချုပ်ကတူဝါတဝသူတည်နေရအခုဇက်တိုက်ကိုကျွန်တော်တို့ဒါနေဆိုးရေထပ်မှန်ပြီးတော့ထွက်ပေါ်နေတယ်။ ဟုတ်ပြီမိမ9ရောက်ထပ်မနေယူထားတဲ့အခြေအနေကိုကျွန်တော်မပြောခင်မှာအဲ့ဒီငပြူခေါင်းဆောင်တင်ငန်းချိုကတုံးဝါတဝါနဲ့အကျဖတ်စစ်ခွတ်တဲ့အရာရှိဘိုင်းတွေပြဿနာဖြစ်ပွားနေတယ်ပြဿနာရဲ့အစကဝါတဝါဆိုတဲ့ကောင်ကို တွေ့တဲ့နေရာမှာပါရိုက်မယ်လို့ပြောလိုက်တဲ့အရာရှိတဦးရဲ့စကားကြောင့် အဲ့ဒီစကားကိုကျွန်တော်တို့ပြောတာမဟုတ်ဘူးအဲ့ဒီစကားကိုကျွန်တော်တို့သုံးတာမဟုတ်ဘူးအဂျမဘစစ်ခွတ်တက်ရဲ့အရာရှိဘူကြီးတယောက်ကဝါဘဝဆိုတဲ့ကောင်လို့အဲ့လိုသုံးနှုန်းခဲ့တာကျောင်းမိသားစုဝင်တယ်ကျွန်တော်တို့ကပြောတယ်လက်ရှိပေါ့နော်အမင်းအောင်နိုင်ရဲ့လက်ကင်တုတ်ပြီးသူစစ်အနေနဲ့ခွေရိုက်တုတ် ပုံစံမျိုးအသက်သွင်းခံထားရတဲ့ငပြူတွေပြီးတော့ပြည်သူစစ်တွေပြီးတော့မာဘာတာဆိုတဲ့သူတွေဒါတွေကိုနှစ်ပေါင်းများစွာအာနာရှင်ကဖန်တီးခဲ့တာသူတို့မသိတာလည်းမဟုတ်ဘူးအခုဝါသွားဆိုတဲ့ကောင်ကိုတွေ့နေရမှာပါရိုက်မယ်လို့အဲ့လိုမျိုးအပေါင်းနှုံးပြောတာခံလိုက်ရပြီ ဖုံးဖုံးဝါတဝါဆိုတယ်။တယင်းချုပ်ထားတဲ့ကောင်ဆိုသူတို့လူအချင်းချင်းပြောတဲ့စကားအဲ့ဒီစကားကိုပဲကျွန်တော်မိသားစုဝင်နေကြားလိုက်ပြီဆိုရင်တော့အဲ့ဒီဝါတဝါဆိုတဲ့တယင်းချုပ်ကတုံးရဲ့အဆင့်အတန်းဘလို့ဖြစ်သွားပြီလဲ။ဒါနဲ့ပတ်သက်ပြီးတော့ငပြူရီနဲ့အကျံဖက်စစ်ခွေးတက်နှစ်ချမ်းကွဲသွားတယ်ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့လေဝါတဝါနဲ့ငပြူကောင်တွေငပြူအုပ်စုတွေက ွေးတဲ့နေရာမှာဘာရိုက်မယ်လို့ပြောလိုက်တဲ့ရွှေဘူတက်နယ်ကဘူကြီးရဲမင်းပိုင်ကိုဤသူစစ်အဖွဲ့တွေကတိုင်းမှုစီမှာတိုင်ကြားထားတယ်လို့ကျွန်တော်တို့ကြားသိထားရတာဖြစ်ပါတယ်။တိုင်ကြားထားတဲ့အပြင်ဒါကတော့ဝါတဝါနဲ့ပတ်သက်ပြီးတော့လိုက်လံတောက်ချက်နေတယ်။ပြီးတော့သူကငပြူကောင်းဆောင်ကိုတွေ့တဲ့နေရာမှာအဲ့ဒီကောင်အဲ့ဒီကောင်ကိုတွေ့တဲ့နေရာမှာပိုင်ရိုက်မယ်ဆိုတဲ့စကား မပြူတွေအတွက်တော်တော်လေးကိုထိသွားတယ်အဲ့တော့တိုင်းတယ်သူကလည်းတိုင်းလိုက်ပြီဒါပေမဲ့ဟိုဘက်ကလက်ရှိချိန်နေသည့်ဒါရေဘူတက်နေကဘူကြီးရင်းမင်းပိုင်ကိုနမရလဲဗျာရင်းမင်းပိုင်ဆိုတော့ကျွန်တော်တို့ရင်းတော့ကြည့်တဲ့အဲတော့တိုင်းကားတွေအများကြီးရိုက်တဲ့ရင်းမင်းပိုင်တယ်ပြောပြီးတော့သတိရမိပါတယ်ဆိုတော့လက်ရှိပေါ့နော်အဲ့ဒီကျွန်တော်တို့တက်နေကဘုံမူရင်းမင်းပိုင်ကိုတော့ အာဂျမ်ဖက်စစ်ကိုတက်ကနေပြီးတော့အရေးကြီးဆောင်ရထားတာမရှိဘူး။ဘာကြောင့်လဲဆိုတော့ဒါဝါကွားဆိုတဲ့ကောင်ဟာတဲ့လက်ရှိပေါ့နော်တိုက်ရဲလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့လိုက်နဲ့နှောက်ရက်ပြီးတော့တက်ကလူတွေအချင်းချင်းစိတ်ဝမ်းကွဲအောင်လုပ်နေတာဆိုပြီးတော့သူတို့ကပြန်ပြီးတော့ကာဘာပြန်လုထားတာဖြစ်ပါတယ်။ရှီဝတ်တနယ်ကအလုံးမလုပ်ဘူးဆိုပြီးတော့ဝါတော်ကတိုင်းမှုစီကိုတိုင်တော့အဲ့ဒီကဘူကြီးက အဲ့ဒီကောင်ကိုတွေ့ရင်တော့မပြောရအောင်ပါရပြစ်မယ်ဆိုပြီးတော့ဆိုခဲ့တာပါဒီကိစ္စကိုမခံနိုင်တဲ့ပြည်သူစစ်တွေကအစုပြီးတော့တိုင်းခဲ့တာအဲ့ဒီမှာပဲကျွန်တော်တို့ဒီအကြံဖက်စစ်ခွဲတက်တဲ့ပြည်သူစစ်တွေစိန်ဝန်ကွဲထားတယ်လက်ရှိချိန်မှာဝါတော်ကရှောင်းနေတယ်ဆိုတော့အကြောင်းကြားသိထားတယ်ဝါတော်ရှောင်းနေတာမဟုတ်ကျွန်တော်မိသားစုနေဝါတော်အကျေကျုံမိနေတာဖြစ်တယ်ဒီအကြောင်းကိုမိမ၅ယောက်ထက်မနည်းယူထားတဲ့ဝါတော်အကြောင်း ကျွန်တော်ဆက်ပြီးတော့တင်ပြပေးမယ်ဖြစ်စဉ်အမှန်ကတဲ့ဝါသွားတော့အဖွဲကလည်းဂိတ်ဖွင့်ပြီးတော့ပစံတောင်းတယ်အကျွန်တော်ဖက်စစ်ခွေးတက်ကောင်တွေကလည်းဂိတ်ဖွင့်ပြီးတော့ပစံတောင်းတယ်တောင်းလာအချင်းချင်းစမန်ခုတ်ပြီးတော့တိုင်ကြတာဝါသွားကအရင်တိုင်လို့ရွှေဘူတက်နယ်ကအဲ့ဒီဖုံးကြီးကိုအဲ့ဒီကောင်ကိုတွေ့ရင်ပါရိုက်နေဆိုပြီးတော့ဂျိန်မောင်းလိုက်တယ်ဒီပြီးတော့ဒီတိုင်လို့မရဘူးတိုင်မှုဆိုတဲ့ကောင်ကလည်းပဲဒီဖြစ်စဉ်နေအားလုံးကိုလည်းဒါ သိရှိထားတယ်လို့ဆိုပါတယ်ကံကံမှာအရာကြီးလာပြီးတော့တဲ့ဒါတငယ်ဝင်းလက်နက်ကိုင်းအယောင်ဆောင်ဂရုဝတဝကောင်းဥဆောင်တယ်ပေါ့နော်ငပြူဖွဲ့တွေကအုတ်ချုပ်ရင်းနေကျွန်တော်တို့ဌာနဆိုင်ရာကိစ္စတွေမှာပြင်းအကြမ်းဖက်စစ်ခွေးတက်တဲ့ကိစ္စတွေမှာပါဝင်ရောက်ချဲ့လဲနေတာကြောင့်အခုလိုပြဿနာမျိုးတွေဖြစ်နေတာပါပြီးတော့ငါ90အဲဆရာတော်လိုပဲကျွန်တော်လည်းပါဇက်ကပြောရလဲမကောင်းတိုင်းပဲ ဒါကျွန်တော်မိသားစုတွေတိလွယ်မှတ်လွယ်အောင်ပေါ့ဗျာဟာ90ဆရာတော်လို့ဆရာတော်လို့ပြောရတယ်မကောင်းဘူးဗျာဒီလူတွေဒီကောင်တွေပေါ့နော် လက်နဲ့ကိုင်းအာပြည်သူစစ်ငပြူတွေကိုမွေးထုတ်ပြီးတော့နီနီတွေကိုကသူတို့ဟာဒါတငန်းနဲ့ဘလို့မှမတ်ဆက်ဖူးဆိုတာကိုဘုရပါတာဝင်အာညီကိုမွန်မာတွေအားလုံးလည်းသိရှိပြီးဖြစ်ပါတယ်အဲ့ဒီဟောတော့ဟာပြည်သူစစ်ဖွဲ့ကိုနော်27စက်တင်ဘာမှာ စတင်ဖွဲ့ပြီးတော့နမကတိုင်းမူဘူချုပ်တန်းထိုက်ကသုံးနဲ့အတွင်းဒါစစ်လက်နက်နဲ့ဒုံး၅ကြိမ်ငွေကြေးစာနယ်ရိက္ခာ6ကြိမ်ထောက်ပံ့ခဲ့တယ်။ဒီချိအချိန်မှာတော့ဒါအဲ့ဒီဘုံမူချုပ်မျိုးမင်းထွေးကထောက်ပံ့တာမရှိတော့တဲ့အတွက်စတင်ပြီးတော့ပြဿနာတွေဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။သူတို့ကိတ်တွေဖွင့်နေသူတို့နီမှုစုံနဲ့ပတ်စံရှာစားတယ်။ အခုအဲ့ပစ္စံရှာစားတာကလည်းကျမ်းဖတ်စစ်ခွေတက်ကလည်းပဲရှာတယ်သူတို့ကလည်းရှာတယ်ရှာတော့အဝေးတွေမတည့်တာနဲ့စတင်ပြီးတော့ပြဿနာဖြစ်ပွားနေကြတာပါပြီးတော့နောက်ထပ်သတင်းအခုမှကကျွန်တော်တို့အဲ့ဒီလက်ရှိပေါ့နော်သူတို့တွေထောက်ပံ့တွေအရင်တော့ရောရခဲ့ကြတယ်နောက်ပိုင်းတွေမှာထောက်ပံ့မရတဲ့အချိန်မှာဒီငပြူတွေပေါ့နော်ငပြူတွေနဲ့ပတ်သက်ပြီးတော့ရိတ်ခါလိုချင်တယ်ဆိုရင်ငပြူမတွေဟာအဲ့ဒီ တင်းငန်းခြုံထားတဲ့ကဒုံဝါတဝါနဲ့ညအိတ်ကလည်းလို့သတင်းတွေကြတိထားရပါတယ်ဆိုတော့ပုံမှန်တိုင်းဆိုရင်တော့ကျွန်တော်ဒီသတင်းတွေကိုမပြောတတ်ဘူးဗျာသူ့ဝိမဲ့ဒါပေါ့နော်ဒီဝါတဝါနဲ့ပတ်သက်ပြီးတော့အဲသူတို့အချင်းချင်းပေါ့နော်အဲဖြစ်နေတဲ့ကိစ္စတွေနဲ့ဆက်နွယ်ပြီးတော့ဒီကိစ္စကကျွန်တော်တို့ဒါတွေ့လာရတာဖြစ်ပါတယ်ဟုတ်ပြီ ဲ့ဒီဝါသွားဆိုတဲ့ကောင်ကလေရေကိုကတ်မှုနဲ့ဒဇင်နယ်တွေမှာငပြုမတွေကိုခြေတော်တင်ပြီးတော့ကလေးတွေတပြုတ်ပြုတ်မွေးနေတယ်လို့ဆိုပါလေရှေဘုံနဲ့တကြောမှာဝါသွားယူလာတဲ့မိန်းမ9ယောက်အထက်ရှိတယ်အကုန်လုံးအားလည်းငပြူတွေနဲ့ပတ်သက်နေတဲ့သူတွေနဲ့ငပြူမိန်းမတွေပဲဖြစ်ပါတယ်လက်ရှိချိန်မှာကျွန်တော်ဖက်စစ်ခွေးတက်ဟာငပြူတွေနဲ့ပတ်သက်ပြီးတော့ရိတ်ခါချပေးတာမရှိတော့တဲ့အပြင်ကိုဟိုးရင်တော့တဲ့ကလည်းရိတ်ခါက အပိရိခါပေါ့နော်ငပြူအဖွဲတွေအတွက်မလောက်ငားတဲ့အခါမှာရိခါလိုချင်တဲ့ငပြူနေနဲ့ပတ်သက်တဲ့သူတွေဟာငပြူမတွေလို့လဲဆိုတာပေါ့နော်အဲသူဖော်ပြတဲ့အကြောင်းအရာလဲမှာဆိုငပြူမတွေဟာတဲ့အဲ့ဒီတငန်းချုံအယောင်ဆောင်ထားတဲ့ဝါတော်နဲ့ညအိပ်ရတယ်လို့သိရှိထားပါတယ် အဲသူတို့တုံးတဲ့စကားလုံးတော့ရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုတော့ငပြူမကြီးရိတ်ခလူချင်းလားလာသာဝါတော်အခန်းလေးကိုတဲ့ဟုတ်ပြီဝါတော်ဟာတဲ့ဒီကာမနဲ့ပတ်သက်ပြီးတော့လဲတော်တော်လေးကိုဟိုဟိုတမန်မှုတွေရှိနေတယ်လို့ကျွန်တော်အဲ့လိုလေးပဲကျွန်တော်အရင်ကြီးဆုံးလေးကျွန်တော်ပြောဆိုပြရစီပြီးတော့ဒါနဲ့ပတ်သက်ပြီးလဲမထိန်းနိုင်ဘူးတဲ့လက်ရှိချိန်မှာကျွန်တော်ဖက်စစ်ခွေးတက်ကဒါအရှိမဖြစ်ခဲ့တဲ့ပြဿနာတွေပေါ့နော်ပြီးတော့အဲ့ဒီကိစ္စတွေနဲ့ပေါ့နော် အဲသူတို့ကလည်းတိတယ်ဗျာတိပြီးတော့လက်ရှိချိန်မှာငဘူးကိုအကျေကျုပ်ပုံစံမျိုးထားရှိထားတယ်လို့သိရတယ်အဲ့တော့ဒါငပ်ပြက်နေတယ်ပေါ့နော်ဒေသခံငဘူးတွေကိုလည်းပဲသူတို့ကဒါဝတ်တော်အမှရှိတဲ့ငဘူးတွေကိုနီးမျိုးစုံနဲ့သူတို့တွေကဒါခွဲထုတ်ပြီးတော့ပေါ့နော်အချို့နေရာတွေကိုဒါပို့တယ်ပြီးတော့အခြားတာဝန်တွေနဲ့ခေါင်းစဉ်ပြောင်းပြီးတော့သူတို့ငဘူးအောက်မှာရှိတဲ့အဲ့ဒီငဘူးအဖွဲ့တွေကိုပဲကျွန်တော်တို့ဒါပေါ့နော်ခွဲထုတ်ပြီးတော့ အလုံနေတဲ့ပုံစံတွေမှာဒါအခုငပြူအောက်ကနေပြီးတော့ဒါဟောတော့ဒီပြန်ပြီးတော့ရန်ရှာခြင်းနဲ့ငပြူတွေကိုညှိုးညုံစုံနဲ့ခွဲထုတ်ပြီးတော့ပေတွင်းထဲကိုပုံစံမျိုးစုံနဲ့ပို့နေတယ်လို့ကျွန်တော်တို့သိရှိထားတာဖြစ်ပါတယ်ဆိုတော့ဒါလည်းလည်းမြေပြင်အရှိတရားတွေပါတဲ့အခုတော့ရွှေဘုကပ်ဘူးနေပါတဲ့ ဒါဒေတာအကြောင်းကိုဒါ not in neon တိတယ်အမကန်ငပြူတွေအားနေသွားတယ်ပြီးတော့အဲ့ဒီမှာရှိတဲ့ငပြူတွေကလည်းခြားနေကိုပုတ်ခံရတဲ့အခြေအနေတွေမှာကျွန်တော်တို့အကြံဖက်စစ်ခွတ်တက်ကသူတို့ကြီးတဲ့နေမြေနင်းတဲ့အခြေအနေတွေမှာလက်ရှိပေါ့နော်ကျွန်တော်မိသားစုဝင်နဲ့ကြားပါပါဒါကျွန်တော်တို့အညာသားကြီးတွေရဲ့ဂျာပက်တိုက်ခိုက်မှုတွေအောင်ပွဲသတင်းတွေအများအများကြားနေရတာဖြစ်ပါတယ်ဒါပြီးခဲ့တဲ့ရပ်ပိုင်းပြင်းမှာပဲဒါဇီကုန်းကိုဝင်ပြီးတော့ ကျွန်တော်တို့ဒါတိုက်ခိုက်နိုင်ခဲ့တဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့အားလုံးရဲ့ဒါသက်ဆိုင်ရပါတော့တပွဲဝင်တွေရဲ့ထုတ်ပြန်ချက်တွေမှာလည်းပဲတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါကြတော့လက်ရှိဟောတော်နဲ့ပတ်သက်တဲ့ဒါအကြောင်းရင်းတွေနဲ့လက်ရှိအချိန်မှာသူရဲ့နေမြေတွေပေါ့လားငပြူနေမြေတွေမှာကျွန်တော်တို့အကြံဖက်စစ်ခွေးတက်ကသူတို့တွေကိုအဲသူတို့လိုချင်ရင်တော့ပုံစံတစ်မျိုးလိုချင်တဲ့အခါမှာဘယ်လိုမျိုးဆက်ဆံလဲဘယ်လိုမျိုးထားရှိလဲဘယ်လိုမျိုးတည်ရင်းပို့လဲဆိုတာကို ကျွန်တော်ကအတိအကဖော်ပြပေးနေခြင်းဖြစ်တယ်ဒီအခြေအနေကိုပဲခွင့်ရယူပြီးတော့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရွှေညာသားကြီးတွေဟာအတကုံစော်နေတာကိုကျွန်တော်ရဲ့မိသားစုဝင်တွေတွေ့ရမှာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်တော့ဒီအကြံဖက်စစ်ခွစ်တက်နေရွှေဘူတက်နေပေါ့နော်အမှန်ရှိနေတယ်ဒါငပြူအဖွဲတွေအနေချင်းနဲ့ကျွန်တော်တို့ဒါအကြံဖက်စစ်ခွစ်တက်ရဲ့စစ်ကြောင်းတွေနဲ့ကျွန်တော်တို့ရဲ့အညာသားကြီးတွေနဲ့ ထိတ်တိုက်တွေ့နေတဲ့အခြေအနေမှာလည်းလက်ရှိကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေသာစီရယူထားပြီးတော့အခုအရှင်ဖမ်းမိထားတဲ့အခြေအနေတွေလက်နဲ့ခဲရန်တွေရရှိထားတဲ့အခြေအနေတွေရှိပါတယ်ကျွန်တော်ရဲ့ Telegram မှာလည်းဒီနေ့ကျွန်တော်ရုပ်သံဗီဒီယိုမှတ်တမ်းတစ်ခုဖော်ပြထားပါတယ်ဒါတွေအားလုံးကလက်ရှိအချိန်မှာဂျမ်ပစစ်ခွေးတက်ရဲ့ဇီလီယာစီပီလူယာပီနေရတဲ့ ငပြူအဖွဲ့ဝင်တွေရဲ့အခြေအနေအမှန်တွေဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ဒါကျောင်းမိသားစုနီကိုအနေနဲ့တင်ပြချင်တာကနေပြည်တော်မှာဖွာအိုတူအကျွေးမဆက်နိုင်လို့ကိုကိုတက်တေသွားတယ်ဆိုတဲ့သတင်းလေးကိုကျွန်တော်တွေ့လိုက်ပါတယ်ဆိုတော့ဒီသတင်းကိုတွေ့လိုက်တဲ့အချိန်မှာကျွန်တော်ပေါ့နော်ငွေကြေးဘလောက်လဲပေါ့နော်ကျွန်တော်လှမ်းပြီးတော့ကြည့်လိုက်တဲ့အချိန်မှာအကျွေးက15သိန်းနဲ့ဗျအကျွေးမြန်မာငွေ15သိန်းနဲ့မြန်မာငွေ15သိန်းဆိုတာပေါ့နော်ကျွန်တော်တို့ ဟိုလက်ရှိပေါ့နော်ငွေကြီးဖောင်းပွားနေတဲ့အချိန်တွေမှာဘာမှတော့မဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီမြန်မာငွေ15သိန်းကိုအဲ့ဒီဖောက်ဟာမဆက်နိုင်တော့တဲ့နောက်ဆုံးသူကသူတက်တေသွားတာဖြစ်ပါတယ်ဒီဖြစ်စဉ်မှာဒေါ်ခင်ထေးလို့အမိရတယ်ပေါ့နော်ဖောက်ဟာတဲ့ကျွန်တော်တို့နေပြီးတော့တကုံးမြို့ဖေးနောင်ရက်ကွက်မှာနေထိုင်ပြီးတော့မိသားစုဝင်တွေရဲ့ဖြစ်ပယ်ခံရတဲ့သူဖြစ်ပြီးတော့တကိုယ်တည်းလောက်ကန်စားတော့နေရတဲ့သူဖြစ်တယ်လို့တောင်ရက်ကွက်နေပြည်သူတွေကအစဉ်ပြန်ပြီးတော့သိထားရပါတယ် နောက်ဆုံးနဲ့ဘာမှမလုပ်တတ်မကင်တဲ့ပတ်စံလည်းမရှာတတ်တဲ့အမီအိုကားတဲ့စားဖို့တောက်ဖို့ပတ်စံလိုတဲ့အခါဟုန်နေနေဒီနေနေချင်းကားတာဗောတဲ့အကျွေးက15သိန်းတဲ့ပါအဲ့ဒီမှာအမီအိုတယောက်တက်ကတော့တဲ့ရန်များတဲ့ပမာဏတော့ဗျာတဲ့သူ့မှာတဲ့မရှာနိုင်တော့ဘူးတဲ့အဲ့ဒီအဖွားအိုကားတဲ့သူအဆုံးမစီရင်ခင်မှာတည်တန်းစာတစ်စောင်ရေးသားခဲ့ပါတယ်အကျွေးမဆက်နိုင်လို့ရည်ရဲကိုခုံချသွားပါပြီဓမ္မရိတ်တာအနီး ိမ်မှာဒေါခင်သေးစပိန်ကိုပို့ပေးပါလို့ရေးသားထားတဲ့စာလေးတစ်ကြောင်ခြံထားခဲ့တာပါအဲဒီစာကိုမြင်လိုက်တဲ့အချိန်မှာအမှတ်73ဘင်းအောင်နေမြေတံတားပေါ်မှာစပိန်ရဲ့ဖက်နဲ့ရယ်ပဲအတွေ့ပါတော့တယ်လူလဲသိရှိထားပါတယ်ဘောက်ချန်ခဲ့တဲ့စပိန်ဟာမိချောင်းတစိအမျိုးအစားစပိန်ဖြစ်ပြီးတော့လက်ရှိကာလပေါက်ဈေး3သိန်းဝန်းကျင်တန်ဖိုးရှိတယ်လို့လဲဆိုပါတယ်အဖေါ်ကကျွန်တော်တို့ဒါအရက်အခေါ်ပေါ့နော်နေပြန်တူယူပြီးတော့ အဲ့ဒီနေပြန်တိုးတွေကိုလည်းသူဘောတော့ဆက်နေတာတွေလည်းရှိတယ်ဒါပေမဲ့နေတိုင်းတိုးမဆက်နိုင်တဲ့အခြေအနေမှာငွေကြီးကဖိဖိနဲ့ဒီရင်းပေါ်တော့ယူထားတဲ့ပတ်စံနဲ့ကျွန်တော်တို့သူ့ရဲ့နေပြန်တိုးတွေနဲ့ပေါင်းရင်းပေါင်းရင်းနဲ့ငွေကြီးတွေကများလာတဲ့အခြေအနေလို့ကျွန်တော်ကြားသိထားရတယ်ဆိုတော့သူဘယ်လောက်ကနေစယူပြီးတော့ငွေကြီး15သိန်းလောက်ထိဖြစ်သွားလဲဆိုတာကိုတော့ကျွန်တော်တို့ဒါတတိကြကြ မတိရပါဘူးဒါပေမဲ့သူ့အနေနဲ့ဒါ15သိန်းထိပေါ့နော်ဖြစ်လာတဲ့ပတ်စံဟာသူတယောက်တည်းအနေနဲ့စားဖို့တောက်ဖို့ဒါချင်းကားရင်းနဲ့အတိုးတွေနေတိုင်းဆက်ရင်ဆက်ရင်နောက်ဆုံးမှအတိုးမဆက်နိုင်တော့တဲ့အခြေအနေမှာသူ့ကိုယ်သူအဆုံးစင်သွားတာဖြစ်ပါတယ်ဒီဒီလေးကိုကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်အခုပေါ့နော်ဒီဒီသတင်းရအဆုံးတက်မှာဖော်ပြပေးရှင်ကကျွန်တော်တို့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းကျွန်တော်တို့ပြည်သူတွေရဲ့ဒါ အချက်ဒိတွေကိုမြင်စေချင်တာဖြစ်ပါတယ်။လက်ရှိကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်မိသားစုဝင်တွေမှာလည်းတူချင်းတည်တော်၎င်းဒါမိသားစုဝင်တော်၎င်းပေါ့နော်ကိုယ့်ရဲ့ပဝန်းကျင်မှာလည်းပဲခက်ခဲကြက်တဲဆိုတာ ਨੇ ဒါစာဝတ်နေရေးတော်မှမလောက်ငှားတဲ့အခြေအနေတွေပေါ့နော်စားတောက်တော်မှမလောက်ငှားတဲ့အခြေအနေမျိုးစုံ ਨੇ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်းကျွန်တော်လည်းခံစားမိပါတယ်။ကျွန်တော်တို့နိုင်ငံဟာဒါပေါ့နော်ခက်ကာလတောက်လျှောက်အဆိုးဆုံးအခြေအနေတစ်ခုကို ရင်ဆိုင်နေရတယ်လို့ပြောမယ်ဆိုရင်လည်းပဲမှန်ပါတယ်ဆိုတော့သူတို့ကတော့ဗာသူတို့ရဲ့အာနာဆက်ပြီးတော့ရှင်တန်ရေးအတွက်သူတို့ဆက်ပြီးတော့အုတ်ချုပ်နိုင်ဖို့အတွက်ရေကောက်ပွဲကိုလည်းသူတို့မဖြစ်မနေလို့သွားမှာဖြစ်တယ်ဒီရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မိဘပြည်သူတွေဒါပေါ်တော့အပြစ်မဲ့ပြည်သူတွေအကြောင်းမဲ့ကျွန်တော်တို့ဒါဖန်စီခံရတဲ့အခြေအနေတွေအများကြီးကိုလည်းကြားသိထားရပါတယ်ဒါသူတို့ရဲ့ထုတ်ပြန်ကြေညာချက်မှာတွေ့ရမှာပဲ အရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့စန့်ကျင်သူတွေကန့်ကွက်သူတွေပေါ့ဗျာဒါတွေနဲ့ပတ်သက်ပြီးတော့လည်းဖမ်းနေတာအခုထောင်နဲ့ချီနေပြီလို့ကျွန်တော်ကြားသိထားရတယ်ပြီးတော့ကျွန်တော်အဓိကဇင်းမြစ်ကပေါ့နော်တောင်းနိုင်ငံရဲ့ဒါပေါ့နော်ဒီပြည်ရင်းစစ်တွေကျွန်တော်နိုင်ငံမငြိမ်မသက်မှုတွေကျွန်တော်နိုင်ငံတွင်းမှာရှိတိုင်းသားညီကိုမောင်မတွေဒါအကုန်လုံးပေါ့နော်စီစီလုံးလုံးနဲ့ညီညွတ်ညွတ်နဲ့ငင်းငင်းညံ့ညံ့หนีလို့မရအောင် လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံအတွင်းကအာနာသိဖက်စစ်တပ်ကပုံဖော်ခဲ့တာဖြစ်တယ်။ကြောက်မိသားစုတွေဒါလေးကိုမြင်အောင်ကြည့်ပေးပါ။ဒီခေတ်ဆက်ဆက်အခုလိုမျိုးမငြိမ်သက်မှသာလေဒီစစ်တပ်ကလက်ရှိနိုင်ငံကိုထုတ်ချုပ်လို့ရတာဖြစ်တယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့တိုင်းရင်းသားညီကိုမောင်မတွေကြား အချင်းချင်းတွေးခေါ်တတ်ရှုံမှုတွေဂရိတိလှုပ်ဆောင်နေတာဖြစ်တယ်။ကျွန်တော်နိုင်ငံရေးစားနဲ့ပြောမယ်ဆိုရင်တော့နိုင်ငံကရောင်းစုံသဘုံလေးထနေလို့ငါတို့ကငွင်ပြီးတော့ကန့်ကြွေနေရတာပါဆိုတာမျိုးခေဆက်ဆက်ဒီလိုပုံစံမျိုးပုံဖော်ထားတာ။ကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လည်းဒါငញ្ញန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဆွေးနွေးကြတာလည်းအများကြီးရှိတယ်။ဒါပေမဲ့သူတို့ဒီအကုန်လုံးကလင်ချခဲ့တဲ့အရာတွေကြီးပဲ။ တစ်ဖက်မှာငြိမ်ငြိမ်ရေးအစည်းအဝေးပွဲလုပ်နေတယ်တစ်ဖက်မှာနေမီတိုးချဲ့နေတယ်ကျွန်တော်တို့တိုင်းဟင်းသားနေမီတွေကိုရောက်တဲ့အချိန်ကြာမှကျွန်တော်တို့တိုင်းဟင်းသားညီကိုမောင်နှမတွေရဲ့စကားပြောတဲ့အချိန်မှာကျွန်တော်တို့တိကျတိလဲရရှန်လေးကမင်းတို့စဉ်းစားလေဒီမှာလည်းငြိမ်ငြိမ်ရေးငါတို့ခေါ်ရတယ်ငါတို့ကလည်းငြိမ်ငြိမ်ချင်တာပဲဘယ်သူမှလက်နဲ့မကန်ချင်ဘူးဒါသူတို့ပြောတဲ့စကား အဲ့တော့ငါတို့အရင်တော့ညဉ့်ညဉ့်ဆွနေပွဲတက်ခဲ့တယ်ငါတို့ညဉ့်ညဉ့်ဆွနေပွဲတက်နေတဲ့အချိန်မှာတို့ကငါတို့ရဲ့နေမြေတွေကိုကျူးကျော်ပြီးတော့ဝင်ရောက်ပြီးတော့တက်ဆွဲတယ်ပြီးတော့တစ်ဖက်လက်နဲ့ငါတို့တွေကိုလက်နက်တွေပြန်ခိုင်းတယ်တို့ကကြတော့လက်နက်နဲ့ငါတို့ကိုအုပ်ချုပ်တယ်ဆိုတော့အလက်ရှိကျွန်တော်နိုင်ငံရဲ့အခြေအနေပေါ့နော်ကျွန်တော်အားလုံးသိရှိပြီးဖြစ်ပါတယ် ဆိုတော့ဒီပေါ်မှာလည်းပဲကျွန်တော်ပြည်သူတယောက်ချင်းတူးချင်းစီတိုင်းရဲ့တာဝန်ရှိပါတယ်ဆိုတော့ဒါတွေကိုအတူတူပူးပေါင်းပြီးတော့အခုဆိုရင်အပြေရှာနေကြတယ်လို့ကျွန်တော်တိုင်းရင်းသားညီကိုမောင်မတွေအားလုံးနဲ့ကျွန်တော်ရဲဘော်ညီကိုတွေအားလုံးနဲ့မိဘပြည်သူတွေအားလုံးတဘောင်းစီတဲပူးပေါင်းလှုပ်ဆောင်နိုင်မဲ့အခြေအနေတစ်ခုကိုလည်းပဲကျွန်တော်မိဘတွေအားလုံးမျှော်လင့်နေတယ်လို့ အဲ့ဒီအခြေအနေကလည်းမကြခင်မှာရောက်ရှိလာမယ်လို့လည်းကျွန်တော်ကိုယ်နိုင်လည်းယုံကြည်မိပါကြောင်းပြပြရင်တဲ့ဒီနေ့ရဲ့ဗီဒီယိုကိုဆုံးသက်ပြ